အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာစစ်ကိုင်းတိုင်းချမ်းတွင်းမြို့ဝမ်းမှာရွှေခိုးတူးနေတဲ့ NUG PP အုပ်စုနဲ့အတုံးချထံ PDF တွေလေးချောင်းကနေဘုံကျဲချမှုတည်ဆုံးမှုများစတဲ့အကြောင်းကိုပြောပြလာတဲ့ကိုထူးမောင်ရဲ့ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာစကိုင်းတိုင်းအထက်ပိုင်းဒီချင်းရင်းမြဝန်တလျှောက်လုံးမှာ NUG ပြည်ပြည်အုပ်စုတွေကဒေတာတခုလုံးကိုဇုံမထားပြီးတဲ့နောက်တရားဝင်ရွှေခိုးတူးတာတွေချင်းရင်းမြဝန်တလျှောက်မှာဒီဝါဖောင်တွေ ညှောဖောင်နေတဲ့ရှခိုးတူးနေတာတွေကိုပြုလုပ်လျက်ရှိပါတယ်။၂020ခုနှစ်ကနေစပြီးတော့ချင်းနေမြင့်ဝမ်းတကျော်လုံးမှာတရားမဝင်ရှတူးဖို့မှုတွေကအွန်လိုင်းချင်းနဲ့ပြက်လာပါတယ်။ကလေးမော်လိုက်တစ်ပတ်ချမ်းမှာလေဒီရှတူးဖို့မှုတွေအများပြားရှိလာသလိုဒီမင်းငင်းနဲ့ကနေကြမှာလေ NGPP အုပ်စုတွေရဲ့ဥဆောင်မှုနဲ့အတူရှတူးဖို့မှုတွေအများပြားပြုလုပ်လျက်ရှိပါတယ်။အရင်နေရာမှာစကိုင်းတိုင်းဒေတာကြီးဆိုတာက NGPP အုပ်စုတွေအနေနဲ့ပထမဆုံးသောလွတ်မြောက်နေမြေအဖြစ်ကြီးညာထားတဲ့ဒေတာတစ်ခုလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာလေဒီဂျာကာလာအစိုးရအနေနဲ့စကိုင်းတိုင်းမှာ ဝန်ကြီးချုပ်တွေခံထားတာတွေလွှတ်တော်ဥက္ကဋ္ဌခံထားတာတွေကိုပြုတ်လို့ပြီးတော့စကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့ဒီအကျိုးစီးပွားတွေတွန်းထက်တင်စားတာတွေမြေပေါ်မြေအုပ်တင်စားတာတွေအားလုံးကိုတရားမဝင်တူးဖော်ဖို့ပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေကိုအင်အားတောင့်တင်းအောင်ပြုတ်လို့ဖို့အတွက်ဆောင်ရွက်နေကြတာတွေရှိပါတယ်။တရားမဝင်ရွှေတူးဖော်မှုတွေတွေကမှဒီမနေ့ကနိုဝင်ဘာ22ရက်နေ့ကပဲမင်းငင်းမြို့နယ်လောင်းပြေရွာနီးမှာရှိနေတဲ့ရွှေမျိုးတရားမဝင်တူးဖော်မှုတွေပြုတ်လို့နေတဲ့နေရာကိုတက်မတော်ကနေကြောင်းတိုက်ခိုက်မှုပြုတ်လို့ခဲ့ပါတယ်။ ဒီလိုမျိုးလေရောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တဲ့အတွက်ဒီမင်းငင်းမြို့နယ်နဲ့ကဏီပတ်ဝန်းကျင်မှာစုဖွဲ့လို့ရှားနေတဲ့ပါကဖပါအဖာကအဖွဲ့တွေအားလုံးကထိခိုက်ဒိဆုံးမှုတွေများခဲ့ပါတယ်။ဒီရောင်းတက်ခိုင်းမှုကိုတော့2025ခုနှစ်နိုဝင်ဘာ22ရက်နေ့နေ့လယ်တနာရီခွဲနဲ့ညနေ4နာရီကြားတွေမှာလေရောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။လေရောင်းတက်ခိုင်းမှုမပြုတ်ခင်ဒီလောင်ပြေရွာကဒေသခံတွေလောင်ပြေရွာရဲ့မြညာဘက်မှာရှိနေတဲ့ဒေသခံတွေကအနေဂျီလောက်ကံ PDF တွေပကဖတွေပလဖတွေအားလုံးကိုဒီဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပါတယ် အတိအကျကတော့ဒီ NUG ပြည်ပအုပ်စုတွေကတရားဝင်ရွှေတူဖော်မှုတွေပြုလုပ်နေတယ်။ရွှေမျိုးဖောင်တွေနေရာချထားတဲ့နေရာဆိုတာကခက်ဆက်ဆက်ဘိုးဘပြပင်ဒီစကြက်မြေစိုက်ပျိုးမြေအနေနဲ့ပြုလုပ်ထားတဲ့နေရာဖြစ်ပါတယ်။အဲ့တော့ဒီချင်းနှင်းမြေတခြားမင်းကင်းနဲ့ကဏီကြားကရှိနေတဲ့ဒီလောင်းပြေရွာအနီးမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီဒေသတွေဆိုတာကဒီဘိုးဘပြပင်တခြားစိုက်ပျိုးမြေတွေပြုလုပ်ခဲ့တဲ့လောင်းပြေရွာနဲ့ဘေးပတ်ဝန်းကျင်ကရွာတွေအတွက်ဒီအဓိကစကြက်မြေစိုက်ပျိုးမြေဖြစ်ခဲ့ရှိခဲ့တဲ့နေရာတွေပါ။ ဒါပေမဲ့2021ခုနှစ်နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲဖြစ်ပေါ်ပြီးတဲ့အချိန်ကစပြီးတော့ energy လောက်ခံ PDF တွေကလက်နက်အားကိုပြီးတော့ဒေသခံတွေကိုဖိနှိပ်ကြတဲ့အနိုင်ကျင့်တာတွေပြုလုပ်ပြီးတော့တော်လန်ရေးရန်ပုံငွေအကြောင်းပြချက်နဲ့တရားမဝင်ရှုပ်မှုတွေကိုအများကြီးပြုလုပ်လျက်ရှိပါတယ်။ဒီလိုပြုလုပ်နေတာဖြစ်တဲ့အတွက်ပြီးခဲ့တဲ့2024ခုနှစ်ဒီမေလဝင်းညင်ကလည်းမင်းငယ်မျိုးရဲ့အထက်ပိုင်းမှာရှိနေတဲ့ကပြည့်ရွာမှာဒေသခံတွေကဒီအကြမ်းဖက်သမားတွေရှုပ်မှုတွေပြုလုပ်မှုပြင်ဆင်မှုတွေကိုဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းအကြမ်းဖက်သမားတွေကလက်နက်အားကိုးပြီးတော့ဒီအနိုင်ကျင့်ခဲ့တာဖြစ်တဲ့အတွက်ဒီသားကောင်တွေဘာမှမတက်နိုင်ခဲ့ပါဘူး။အခုတမတော်ကလည်းရောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တဲ့လောင်းပြေရွာအနီးကရွှေမော်တွေဆိုတာကလည်းဒေသခံမိဘပြည်သူအင်အားတထောင်ကျော်ကဒီ NUG လောက်ခံ PDF တွေပကဖတွေပလာဖတွေအားလုံးကိုဆန္ဒထုတ်ပုံမှုသုံးကြိမ်တိုင်းနဲ့ပြုလုပ်ခဲ့ပူပါတယ်။ဒါကတော့2025ခုနှစ်အောက်တိုဘာ2ရက်နေ့ကတည်းက2025ခုနှစ်အောက်တိုဘာ5ရက်နေ့ကတည်းကအခု2025ခုနှစ်နိုဝင်ဘာ10ရက်နေ့ကတည်းကဆန္ဒထုတ်ပုံမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီလိုဆန္ဒထုတ်ပုံမှုတွေပြုလုပ်ခဲ့တာကဒီ NGP ပြည်အုပ်စုတွေကရွှေတူးပုံမှုတွေပြုလုပ်ဖို့ဝါပေါင်နေတဲ့နေရာတတ်မှတ်ထားတဲ့ area အားလုံးကဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ရွာတွေရဲ့စိုက်ပျိုးမြေတွေဖြစ်ပါတယ်။ဒေသတွင်းစားဝတ်နေရွေးကိုယ်သားမကဘေးပတ်ဝန်းကျင်ကရွာတွေကိုဒီတင်းနံရောင်းချဖို့အတွက်အသုံးပြုနေတဲ့စိုက်ပျိုးမြေတွေဖြစ်ပါတယ်။ဒါပေမဲ့ NUGB ဘေးအုပ်စုကတော့ရေတို့ကာလသူတို့ထိန်းချုပ်ခွင့်ရတဲ့ကာလတို့အတွင်းမှာပဲဒီချင်းနှင်းမြစ်ထဲမှာရှိနေတဲ့ရွှေတွေကိုတရားဝင်တူဖော့ဖို့နောက်ပြီးတော့ချင်းနှင်းမြစ်ရောင်းရဲ့အောက်ဘက်မှာရှိနေတဲ့ဒေသခံတွေရဲ့ဒီဂရဟစနစ်ပျက်စီးတာတွေကိုဂရုမစိုက်ဖက်နဲ့လက်နက်အားကိုးပြီးတော့ဒီတရားဝင်တူဖော့မှုတွေပြုလုပ်လျက်ရှိပါတယ်။အဲ့ဒီတွင်မိဘပြည်သူတွေကဒီ NUGB ဘေးအုပ်စုတွေအားလုံးကိုဇာနာထုတ်ဖော့တာတွေပြုလုပ်ခဲ့ပေမဲ့ NUGB ဘေးအုပ်စုတွေကမှတဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ခွင့်ပြုချက်နဲ့ဒီတရားဝင်ရွှေမျောတွေကိုပြုလုပ်နေရဆိုပြီးတော့အကြောင်းပြန်ခဲ့တယ် ဒါအပြင်ဒေသခံဘေးဘပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုနောက်ပြီးတော့ဒီတရားမဝင်တူဖော်မှုတွေအတွက် လက်ပေးလက်ယူအများပြားပြုလုပ်ပြီးတော့ခွင့်ပြုခဲ့တာတွေကိုစန့်ကျင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒေသခံဘေးဘပြည်သူတွေကလက်နက်မဲ့ပြည်သူတွေဖြစ်တဲ့အတွက်လက်နက်ကင်ပြီးတော့ဒီအနိုင်ကျင့်နေတဲ့အန်ယူဂျီပြည်ပြည်အုပ်စုတွေရဲ့ဒီတရားမဝင်အတင်းအဓမ္မဒီရွှေတူဖော်မှုတွေကိုတော့တားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီလိုဒါစီနိုင်ငံရင်းမရှိပေမဲ့လည်းဒီဒေသခံမိဘပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုတွေကြောင့်လောင်ပြေရွာအနီရွှေတူဖော်မှုတွေပြုလုပ်ဖို့2025ခုနှစ်ဒီအောက်တိုဘာလဆန်းလောက်ကလေးကပြင်ဆင်နေခဲ့ကြတာကိုရပ်တန့်ထားခဲ့ပါတယ်ကြက်တက်ထားခဲ့တယ်ဆိုတာကလည်းရွှေတူဖော်မှုတွေစတင်မပြုတ်လို့သေးတာသာရှိပေမဲ့ဒီရွှေဖောင်တွေဝါဖောင်တွေအားလုံးကိုခွင့်ပြုပေးခဲ့ပါတယ်။လက်ရှိအချိန်ထိတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုတ်လုပ်ခဲ့တဲ့အတွင်းဒီဝါဖောင်အရေးအတွက်ယာကြည့်ပြီးရှိတယ်လို့သိရပါတယ်။ ဒီလိုမျိုးရွှေတူဖို့ဟုအတွဲဝါဖောင်တဖောင်ဒီမြောက်ဖောင်တဖောင်ကို NUG PDF တွေ NUG လောက်ခံပါကဖပါအဖအဖွဲ့တွေအားလုံးကမှကြန့်ွေသိန်း3500ကနေ9000ကျားယူထားတယ်လို့သိရပါတယ်ဒါကနှစ်စဉ်ချင်းမဟုတ်ပါဘူးလစဉ်ပေးရတယ်လစဉ်ချင်းဖြစ်ပါတယ်ဆိုတော့ဒီဝါဖောင်တဖောင်ကိုမြန်မာကျပ်ငွေ3,500ပေးရတယ်ဆိုရင်တော့မှဝါဖောင်10ဖောင်ဆိုရင်3,000 3,000ပဲဖြစ်သွားပါပဲ 3.5ဘီလီယံဖြစ်သွားပြီလို့ဆိုရမှာဖြစ်ပါတယ်။လက်ရှိအထိဒီရရှိတဲ့သတင်းတွေအရတော့ဒီ NUG PDF တွေရဲ့နေရာသတ်မှတ်ပေးမှုတွေကြောင့်လောင်ပြေရွာရဲ့အောက်ဖက်မှာရှိနေတဲ့ဘိုးဘွားပိုင်ဒကြက်မျိုးတွေအားလုံးကအကြမ်းဖက်သမားတွေရဲ့ငုံရိုက်သတ်မှတ်ပြီးတော့ဒီရွှေတုဖောက်မှုတွေပြုလုပ်တဲ့အတွက်ဂေယစနစ်ကတော့ပျက်စီးနေပြီဖြစ်ပါတယ်။ဒီလိုမျိုးပြည့်စည်တာတွေရဲ့နောက်ဆက်တွဲဒေသခံမိဘပြည်သူတွေကနေမြေကန်တရင်တပ်ဖွဲ့တွေနဲ့မရရတဲ့နေရာကနေချိတ်ဆက်ချိတ်ဆက်ပြီးတော့ဒီဒေသတွင်းမှာ ေရစနစ်ကိုပြည့်စည်အောင်ဆောင်ရွက်နေတယ်။ဒေသခံမိဘပြည်သူတွေရဲ့ဘေးပတ်ဝန်းကျင်တွေကိုလည်းကမ်းပြိုမှုရေတိုက်စားမှုနဲ့ရေလမ်းကြောင်းပြောင်းလဲမှုတွေဖြစ်ပေါ်စေနိုင်တဲ့အတွက်ဒီသတင်းပေးပို့ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မနေ့ကနိုဝင်ဘာ22ရက်နေ့မှာပဲတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေအကြမ်းဖက်သမားတွေရှစ်တူးဖုံမှုပြုလုပ်နေတဲ့နေရာတွေကိုဒီပါရမတာနဲ့3ချိန်ဂျက်ဖိုက်တာနဲ့2ချိန်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ပါရမတာ3စီးနဲ့2ချိန်ဒီပြန်လည်လာရောက်တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီးတော့ Jet Fighter နဲ့ KA အမျိုးသားနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် NUG လက်အောက်ခံ PDF တွေရဲ့အဓိကဒီဝါဖောင်တွေဝါမျိုးတွေကိုအုပ်ချုပ်မှုပြုလုပ်နေတယ်၊ကင်းအနေနဲ့လုံခြုံရေးယူဆောင်ရွက်နေတဲ့နေရာတွေကိုကြားရောက်ပောက်ခွဲခဲ့တာတွေလည်းရှိတယ်။ NUG ပြည်ပအုပ်စုတွေအကြမ်းဖက်သမားတွေကိုအခကြေးငွေပေးပြီးတော့ရွှေတုဖုံမှုပြုလုပ်နေတဲ့နေရာတွေလည်းကြားရောက်ပောက်ခွဲခဲ့တာဖြစ်တဲ့အတွက်မနေ့ကနိုဝင်ဘာ22ရက်နေ့ဒီနေ့လေတနအိုင်ခွဲဝင်းကျင်ကနေဒီနေ့နိုဝင်ဘာ20 သုံးရက်နေ့နေ့လယ်2နာရီခွဲဝန်းကျင်နေ့ရရှိတဲ့တည်င်းအရာတော့ဒီအကြံဖက်သမားတွေနဲ့အတူတရားမှုရှုတူဖို့မှုပြုလုပ်နေတဲ့သူ28ယောက်ထိခိုက်သေဆုံးသွားပြီဆိုတဲ့တည်င်းလည်းကြားသိရပါတယ်။ဒီတွေဒီ NUGP ပြည်အုပ်စုတွေကတော်လန်ရေးရန်ပုံငွေအကြောင်းပြချက်နဲ့ဝါဖောင်ပေါင်း200ကျော်ထိကိုခွင့်ပြုပေးထားတယ်လို့သိရပါတယ်။လက်ရှိအချိန်ဒီလဲဝါဖောင်တွေကဆက်လက်ပြီးတော့ပြင်ဆင်နေတာတော့ရှိပါတယ်။ဒေသကမိဘပြည်သူတွေကတော့နိုဝင်ဘာလဆန်းတဲ့ကဒီရွှေမျိုးဖောင်တွေမပြုတ်လို့ဖို့အတွက် ဆန္ဒတွေပြခဲ့တယ်ဆန္ဒတွေထုတ်ဖော်ခဲ့ပေမဲ့အကြမ်းဖက်သမားတွေကလက်နက်အားကိုပြီးတော့ဝါဖောင်နေစီကနေလက်ဆင်ခြေတွေကောက်ယူနေတာတွေရှိတယ် အခုဒီနိုဝင်ဘာ10ရက်နေ့မှာတော့ဒီဝါဖောင်တွေချွေမျိုးဖောင်တွေကိုစတင်ပြီးတော့တူဖောင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။စတင်တူဖောင်မှုတွေပြုလုပ်နေပြီဖြစ်တဲ့အတွက်ချင်းချင်းမြေဝမ်းမှာရှိနေတဲ့ဒီဒေသခံရွာတွေရဲ့စိုက်ပျိုးမြေတွေနောက်ပြီးရေလန်းချောင်းတွေဒီရေကိုအဓိကထားပြီးတော့တောက်သုံးနေကြတဲ့မိဘပြည်သူတွေအတွက်ကလည်းကျန်းမာရေးအရာရော GS နဲ့ကောပျက်စီးနေကြပြီဖြစ်ပါတယ်။အဲ့ဒီအတွက်လည်းဒေသခံမိဘပြည်သူတွေကဒီတရားဝင်တူဖောင်မှုတွေအလွန်ကြောင့်တူဖောင်မှုလို့ဆိုရမှာဖြစ်ပါတယ်။ခေတ်ဆက်ဆက်မှာလည်းဒီချင်းနှင်းမြေဝမ်းတလျှောက်ချင်းနှင်းမြေအထက်ပိုင်းချင်းနှင်းမြေအောက်ပိုင်းမှာတနိုင်တစ်ပိုင်းနဲ့ ရွှေ့ကျင်တဲ့လုပ်ငန်းလေးတွေရှိကြပါတယ်။ KSS ဆက်မှာလည်းရှိကြပါတယ်။နိုင်ငံတော်ကနေခွင့်ပြုထားတဲ့နေရာတွေမဟုတ်ပေမဲ့ဒေသခံမိဘပြည်သူတွေကိုတနိုင်တစ်ပိုင်းအသုံးပြုလို့ရအောင်ခွင့်ပြုထားတဲ့နေရာတွေရှိကြပါတယ်။ဥပမာမကွေးတဲ့အနောက်ချမ်းကတကိုင်းရင်နယ်မော်လိုမျိုးဆိုလို့ရှိရင်နိုင်ငံကပိုင်တဲ့လုပ်ငန်းတွေလို့ဆိုပေမဲ့တနိုင်တစ်ပိုင်းတူဖော်ဝင်ပေးထားတဲ့နေရာတွေရှိပါတယ်။ဒါအပြင် ီအညာဒူပိုင်းလို့ခေါ်လို့ရတဲ့ဒေသတွေမှာလည်းစွမ်းအင်ဝင်ကြီးဌာနကပိုင်နေရေနံကပိုင်နေတွင်းတွေရှိတယ်လို့တနိုင်တပိုင်းတူဖို့တဲ့လက်ရက်တွင်းတွေရှိကြပါတယ်။အခေးဆက်ဆက်နိုင်ငံတော်ကလုပ်ငန်းနိုင်ငံတော်ကဥဆောင်ပြီးလုပ်ကိုင်နေတဲ့လုပ်ငန်းတွေရှိတယ်လို့ဒေသခံမိဘပြည်သူတွေအတွက်တနိုင်တပိုင်းဆောင်ရွက်မှုတွေကိုလည်းခွင့်ပြုဖေးထားတာတွေရှိပါတယ်။ဒါပေမဲ့2021ခုနှစ်နိုင်ငံရေးအခွင့်အရေးဖြစ်ပေါ်တဲ့အချိန်ကစပြီးတော့ NUGPP အုပ်စုတွေကလက်နက်အားကိုနဲ့ဒေတာတွေမှာ ကျင်းနှံ့ရွံ့တလျှောက်လုံးကိုသူ့အပိုင်နဲ့သူသူ့အကန့်နဲ့သူဒီရွှေမျိုးတွေကိုတုဖော်နေကြတာဖြစ်ပါတယ်။ဒါကကျင်းနှံ့မြစ်တစ်ခုလည်းသာမဟုတ်ပါဘူး။ရွှေကျင်မြစ်စစ်တောင်းမြစ်တကြောမှလည်းတုဖော်တာတွေရှိတယ်။ဘီလွင်အပဝင်းကျင်တွေမှလည်းဘီလွင်မြစ်တလျှောက်ဘီလွင်မြစ်အထက်ပိုင်းမှလည်းတရားမဝင်တုဖော်မှုတွေပြုလုပ်လျက်ရှိပါတယ်။ဘီလွင်မြစ်အထက်ပိုင်းမှာပြင်လက်နက်ကိုင်းတဲ့ဘောင်း KNU ထင်းချုပ်ထားတဲ့ဒေသတွေကပဲဆက်ကြီးတွေယူလာစဉ်ကြီးတွေယူပြီးတော့တရားမဝင်တုဖော်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ အခုပထမဦးဆုံးအနေနဲ့တမရော့ကအကြမ်းဖက်သမားတွေရဲ့ငွေရပေါက်ရာလန်းဖြစ်နေတဲ့ရေတောင်းမြစ်တခုဖြစ်နေတဲ့ဒီရွှေမျောတွေတူဖော်နေတဲ့နေရာကိုပထမဦးဆုံးအကျင့်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်အကြမ်းဖက်သမားတွေအတွက်လည်းအော်အော်တောင်းနေဖြစ်သွားတယ်။အကြမ်းဖက်အာဘေမီဒီယာတွေကလည်းတပြိုင်နက်တည်းဆိုသလိုဒီဝါပေါက်တွေပြုလုပ်နေတဲ့အပြစ်မဲ့အရက်သားတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ပုံမှန်တိုင်းပဲတပြားဟောင်းကြီးဖွင့်လာတာကိုမြင်တွေ့ရပါတယ်။ တကယ်တော့ဒီဒေတာတွေဒီနေရာတွေဆိုတာက NUGPP အုပ်စုထိန်းချုပ်ထားပြီးတော့ဒီသူတို့ရဲ့ကိုပိုင်ကိုချုပ်ခွင့်ရဒေတာပုံစံမျိုးသူတို့ရဲ့လွတ်လပ်ခွင့်သူတို့ထိန်းချုပ်ထားတဲ့ဒေတာအနေနဲ့နိုင်ငံတော်မှာရှိနေတဲ့ရေဘော်ရေအောက်မြေဘော်မြေအောက်တည်ရန်စာတာတွေကိုသူတို့ရဲ့အကျိုးစီးပွားတွေတွဖုံနေကြတာဖြစ်ပါတယ်။အာနာရှင်ကြာဆုံးရေးကြွေးကြော်ပြီးတော့လက်နက်ကင်ခဲ့ကြပေမဲ့ တကယ်တမ်းကျတော့အာနာရှင်ဆန်ဆန်အာနာရှင်ထက်ဆိုးရွားစွာနဲ့ပဲဒီခရိုနီတွေနဲ့ပေါင်းစီပွားရေးသမားတွေနဲ့ပေါင်းပြီးတော့ရွှေတွေကိုတူဖော်နေကြတာဖြစ်ပါတယ်။ဒီလိုမျိုးတရားဝင်ရွှေတူဖော်မှုတွေပြုလုပ်လိုက်တဲ့အတွက် NUG လောက်ကံ PDF တွေကစက်ကြီးတွေယူပြီးတော့နေရာတွေချထားပေးလိုက်တဲ့အတွက်လက်နက်မဲ့ပြည်သူလူထုဒေသခံရွာသူရွာသားတွေကဘာမှမတက်နိုင်မင်းနဲ့ရက်ကြည်နေရတာတွေရှိလာပါတယ်။အဒါအပြင်ဒီဘိုးဘွားပြည်ပင်ပိုင်ဆိုင်ခဲ့တဲ့စိုက်ပျိုးမြေတွေစကြက်မြေတွေပေါ်မှာအခုလိုမျိုးနေရာတွေအကွက်ရိုက်နေရာတွေတတ်မှတ်ပြီးရောင်းစားနေတာဖြစ်တဲ့အတွက်ဒေသခံတွေနဲ့ စိတ်ထဲမှာလည်းစင်ကောင်းတာတွေဖြစ်ရတယ်ခံစားမှုတွေမှာလည်းစိတ်ခံစားမှုတွေလည်းအဆင်မပြေဖြစ်လာတယ်လို့ကြည့်ရပါတယ်ဒါကြောင့်မလို့ဒီ NUG PDF အဖွဲ့တွေကတော့ဒီစကိုင်းလိုင်းဒေတာကြီးကိုမမတ်မောမောနဲ့ပဲပထမဦးဆုံးလွတ်မြောက်နေပြီဖြစ်ကျင်ညာခဲ့တာဖြစ်ပါတယ်နိုဝင်ဘာ7ရက်နေ့ကလည်း NUG PDF အုပ်စုတွေကစကိုင်းလိုင်းမှာပထမဦးဆုံးအနေနဲ့ဂျားကာလာဝင်ကြီးချုပ်ဆိုပြီးတော့ဒီဦးစုအုပ်ကိုခန့်အပ်ခဲ့ပါတယ်အဲ့ဒီဦးစုအုပ်ဆိုတာကလက်ရှိ NUG PDF အုပ်စုကခန့်အပ်ထားတဲ့ဝင်ကြီးဖြစ်ပါတယ် 2015ခုနှစ်ကနေ2020ခုနှစ်ဒီဒီမိုကရေစီစနစ်မှာစကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့စီမံပဏ္ဍာကဝင်ကြီးအနေနဲ့တာဝန်ယူခဲ့တဲ့ပုံစံတရားဖြစ်ပါတယ်။ဒါကြောင့်မလို့စကိုင်းတိုင်းဒေသကြီးထဲမှာရှိနေတဲ့ဘယ်နေရာတွေမှာတွင်းထက်တင်ရဇာတာတွေရှိတယ်။တမလန်းနေတစ်တွေကျွန်းနေထွက်တဲ့နေရာဘယ်နေရာမှာရှိတယ်။ဘယ်နေရာမှာရွှေတွေတူးဖို့လို့ရရဲဆိုတော့ NUG ပြည်ပြည်အုပ်စုတွေကလေတန်းအောင်အမတ်တွေကစပြီးတော့အစွတ်တော်တွေကိုရောက်ရှိလာပြီးတဲ့နောက်အစိုးရအဖွဲ့တွေကိုရောက်ရှိလာပြီးတဲ့နောက်နိုင်ငံတော်မှာရှိနေတဲ့မြေပေါ်မြေအောက်ရေပေါ်ရေအောက်တင်ရဇာတာတွေကိုသိရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီလိုသိရှိသွားပြီးတဲ့နောက်မှာတော့အခုစကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့တကယ့်နေရာတွေတွင်းနဲ့တည်ရန်စာနာတွေအများအပြားရှိနေတဲ့နေရာတွေကိုတော်လန်ရေးရံမောင်ွေလို့အကြောင်းပြချက်နဲ့တွဖော်နေကြတာဖြစ်ပါတယ်။ဒါတွေကိုအချိန်မီမတားဆီးနိုင်မှုဆိုရင်တော့ဒီချင်းတွင်းမြကြီးတစ်ခုလုံးကကောသွားမှာဖြစ်တယ်လို့ AR မြစ်ရဲ့အောက်ဖက် AR မြစ်ရဲ့မြညာဖက် ပြောရမယ်ဆိုရင်ဒီ AR မြစ်ကနေတောက်လျှောက်စီးဆင်းလာခဲ့တာတွေရဲ့နောက်ဆက်တွဲ AR တိုင်းကမိဘပြည်သူတွေအားလုံးကဒီရေတွေကဒီဓာတ်ရုပ်ပေတာပစ္စည်းတွေပါဝင်ပါဝင်မှုတွေအာဆနစ်တက်တွေ ပါဝင်မှုတွေကြောင့်မြပပြည်သူတွေရဲ့ကျမ်းမာရေးတွေကလည်းထိခိုက်လာအောင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလည်းဒီသတင်းသဘုတ်အစည်းအဝေးသားတစ်ခုကိုဖတ်လိုက်ရပါသေးတယ်။ဒါကတော့ ARI မြစ် ARI တိုင်းပေါ်မှာရှိနေတဲ့မြစ်ချောင်းတွေမှာဒီဓာတ်ရုပ်ဗေဒအရာအာဆနစ်ဓာတ်တွေများနေတယ်ဆိုတဲ့သတင်းကြားသိရပါတယ်။ ဒါကတော့ဒီစကိုင်းတိုင်းဒေသကြီးချင်းတွင်းမြစ်ဝမ်းကနေစီစဉ်လာတဲ့ရေတွေနဲ့အေရီမြစ်ကိုပူပေါင်းစီစဉ်လာခဲ့ပြီးတဲ့နောက်အေရီတိုင်းကဒေသခံမိဘပြည်သူတွေကဒါတွေကိုခါရှိခံနေရတာဖြစ်ပါတယ်။ရွှေတူဖို့မှုတွေထဲမှာလေဒီစန်ရဲနေရတွေတူဖို့ဆရဲနေရတွေအသုံးပြုပြီးတူဖို့နေကြတာဖြစ်တဲ့အတွက်ဂေယစနစ်တွေလည်းပျက်စီးလာတယ်။ဒါကရေအောက်တဘာဝပတ်ဝန်းကျင်ပျက်စီးလာတာလို့ဆိုရမှာဖြစ်တယ်လို့ရေပေါ်မြေပေါ်ပတ်ဝန်းကျင်ကလည်းဒေသခံတွေရဲ့ဒီပတ်ဝန်းကျင်အားလုံးပျက်စီးသွားတာကိုမြင်တွေ့ရပါတယ်။ ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့လက်ရှိတမတော်ကလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့နေရာက NUG PDF တွေလက်ဝကြီးအုပ်စိုးမိုးထားထိန်းချုပ်ထားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။မင်းငင်းဆိုတာကတော့ဒီနမခမုံရွာနဲ့အဖြောင်တိုင်းပဲဆိုရင်6မိုင်60ပတ်ဝန်းကျင်မှာရှိပါတယ်။မင်းငင်းရဲ့ပတ်ဝန်းကျင်မင်းငင်းမြို့နယ်ထဲမှာချင်းနှင်းမြို့ဝတ်တလျှောက်တရားဝင်တူဖော်မှုနေရာ6နေရာထပ်မင်းရှိပါတယ်။ဒီထဲကနေမှာမနေ့ကလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့လောင်းပြေရွာကတော့ဒီအင်းနဲ့အားနဲ့အလုံးရင်းနဲ့တူဖော်မှုတွေပြုလုပ်ဖို့လေစီစဉ်နေတဲ့နေရာဖြစ်ပါတယ်။ ိုတော့ဒီကနေ NUGPP အုပ်စုတွေကစက်ကြီးတွေရနေတယ်အခွန်ခတွေရနေတာဖြစ်ပါတယ်။မြေပေါ်မှာဆိုလို့ရှိရင်တော့ဒီ water gate တွေရှိတယ်ဝလုံးနေနဲ့တားပြီးတော့စက်ကြီးကောက်နေတဲ့ gate တွေရှိပါတယ်။အခုဒီ NUGPP app အဖွဲ့တွေကဒီရွှေမျိုးတွေကနေရနေတဲ့ gate တွေကိုတော့ရေ gate လို့ခေါ်ပါတယ်။ဒေတာအခေါ်ရေဂိတ်လို့ခေါ်ပြီးတော့ဒီကရတဲ့အကျိုးစီးပွားတွေတည်ဆောင်နေတာတွေဒီကရတဲ့ဒီရေလမ်းကြောင်းကနေလာတာတွေကိုစက်ကြီးကောက်တာတွေလည်းရှိပါတယ်။ချင်းနှင်းမြစ်ကိုစုံကြီးစံကြီးတက်နေတဲ့ဒေတာကမိဘပြည်သူတွေရဲ့ ဒီလှေတွေတံပန်းတွေကိုလည်းဆက်ကြီးကောက်နေတာတွေရှိသလိုအခုလိုမျိုးရွှေမျိုးတွေပြုတ်လုဖို့အတွက်လာရောက်တိုးပေါ်တဲ့မိဘပြည်သူတွေကိုလည်းဆက်ကြီးကောက်နေတာရှိပါတယ်။ဆိုတော့ဒီရွှေမျိုးတွေတူဖို့ဖို့တဲ့ NUG ကဘယ်လောက်ရနေတယ်လဲဆိုရင်ရွှေဖောင်တစ်ဖောင်ဝါဖောင်တစ်ဖောင်ကိုမြန်မာကျပ်ငွေ3,500ကနေ9,000ကျားရှိတဲ့အတွက်လက်ရှိကြားသိထားတဲ့သတင်းတွေအရတော့ဒီဝမ်ပြည်ရွာရဲ့အောက်ဖက်စင်ကလုံးစင်ကလဲနောက်ပြီးတော့ဒီအနောက်တောပင်ရွာစတဲ့နေရာတွေအထိတူဖို့မှုတွေပြုတ်လုပ်ဖို့တဲ့နေရာတွေသတ်မှတ်ပေးထားတာကြောင့်ရွှေဖောင် အ ਨੇ ဆုံးအရေးအတွက်200ကျော်ရှိတယ်လို့သိရပါတယ်ဆိုတော့ဒီ200နဲ့ပဲတွက်ကြည့်ရင်တော့အညွန်ကြီးပြည်ပြည်အုပ်စုတွေကဒီကအကျိုးမြတ်ဘယ်လောက်ရရှိထားပါသလဲတိမ်ပေါင်းတန်းနဲ့ချီပြီးတော့ကိုရရှိထားပြီးဖြစ်ပါတယ်ဒါတွေကဒေါ်လာရေးရန်ပုံငွေလားဆိုတော့ဒေါ်လာရေးရန်ပုံငွေလည်းမဟုတ်ပါဘူးဒီ data အတွင်းမှာရှိနေတဲ့အညွန်ကြီး PDF တွေအကုန်လုံးသူ့ဝေစုနဲ့သူအပိုင်းလိုက်ခွဲပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်ဒီကရရတဲ့အကျိုးစီးပွားတွေကပဲလက်နက်ခဲရဲ့အနှဲငယ်ဝဲ data တွင်းကနေမိကန်တိုင်ရင်တပ်ဖွဲ့တွေကိုနောက်ဆက်တွေပေးပြီးတော့တိုက်ပွဲတွေဖော်ဆောင်တယ် တိုက်ပွဲတွေဖော်ဆောင်ပြီးတဲ့နောက်ဒီဒေသခံမိဘပြည်သူတွေကိုပဲထပ်မံပြီးတိုက်ပွဲဖော်ဆောင်နေဆိုတော့တက်ခတ်တွေထားပြီးတော့အလူတွေဆက်ခံတယ်ပြောရမယ်ဆိုရင်တော့ဒေသခံမိဘပြည်သူတွေကနှစ်သီးစာအနာခံနေရတာဖြစ်ပါတယ်ဘီးရင်းနှခါနာလို့ဆိုရမှာဖြစ်ပါတယ်ကိုဒေသကိုပတ်ဝန်းကျင်ကိုရဲ့ကြေရစနစ်ကြီးအလုံးလည်းပြက်စီးသွားတယ်တစ်ဖက်ကလည်းတိုက်ပွဲတွေဖော်ဆောင်ပြပြီးတဲ့နောက်အလူခံလာတာလည်းရှိပါတယ်ဆိုတော့ဒါက NUGPDF အဖွဲ့တွေရဲ့လက်နက်အားကိုအနိုင်ကျင့်မှုတွေနဲ့ချင်းချင်းမြေဝံတကြောလုံးပြက်စီးနေတယ်ဆိုတဲ့အခြေအနေကြောင့်ဒေသခံတွေကဆင်းညစ်နေကြတာဖြစ်ပါတယ် အခုလက်ရှိဒီလောင်းလောင်းပြေရွာရဲ့အောက်ဖက်မှာဆိုရင်ဇင်ကလေးရွာအနောက်တော့အုံနယ်ပင်ညောင်ပင်သာတင်ပေါ်စတဲ့ရွာတွေရှိကြပါတယ်ဒီရွာတွေကဒီလောင်းပြေရွာကခရီးစနစ်ပြည့်စည်မှုရွှေမျိုးတွေတူးဖော်ပြီးတဲ့နောက်ရေလမ်းကြောင်းပြောင်းလဲလာမှုတွေဒီမြေကြီးကျမ်းပြင်ကိုပောက်ပြီးတော့ဒီတဘာဝစနစ်ခရီးစနစ်ပြည့်စည်အောင်ပြုလုပ်တာတွေကိုခါစီပြီးခန်းစားကြရမှာဖြစ်တဲ့အတွက်ဒေသခံတွေကအင်အားတထောင်ကျော်နဲ့ဆန္ဒတွေထုတ်ပေါ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းအကြမ်းဖက်သမားတွေဆိုတာကတော့တရားမရှိတကားမရှိဥပဒေမရှိလုံဆောင်နေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက် ေသခံမိဘပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေကတော့အရာမထင်ခဲ့ဘူးဖြစ်ပါတယ်။ဒါကြောင့်မလို့တမရော်ကဒီအရန်ဖက်သမားတွေရဲ့ရေတောင်းမြစ်ဖြစ်တဲ့ဂေယာစနစ်ကိုပျက်စီးတဲ့ ေသခံမိဘပြည်သူတွေဆိုရင်ပူပန်မှုတွေကိုမတိကြိုးကြုံပြုတ်ဥပေက္ခပြုတ်နေတဲ့အဖွဲ့တွေရဲ့ရဲတောင်းမြစ်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်အကြမ်းဖက်သမား20ကျော်တေဆုံးတာတွေလည်းကြားသိရတယ်။ဆက်လက်ပြီးတော့ထိခိုက်ဒဏ်ရာရရှိတာတွေလည်းကြားသိရပါတယ်။မိဘပြည်သူတွေကတော့သူတို့ရဲ့ဆန္ဒထုတ်ဖော်တာကို၃ချိန်တိတိပြခဲ့ပေမဲ့အတိမမပြုဘဲနဲ့လက်နက်အားကိုပြီးဆက်လက်တူးဖော်နေတာတွေကြောင့်အခုလိုမျိုးတမရရဲ့လေကြောင်းတိုက်ခိုက်မှုတွေတေဆုံးမှုတွေကိုအားရ2000အားရဖြစ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဒါကတော့မနေ့ကနိုဝင်ဘာ22ရက်နေ့နေ့လေတနအိခွဲကနေ ဒီကြောင့်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းအကြမ်းဖက်တွေအနေနဲ့လည်းတည်ဆောမှုတွေများခဲ့တဲ့ဒေသခံမိဘပြည်သူတွေကတော့ထိခိုက်တည်ဆောမှုမရှိခဲ့ဘူးလို့သိရပြီးအကြမ်းဖက်သမားတွေကိုဆက်ကြေးပေးအကြမ်းဖက်သမားတွေကိုခရိုနီဝါဒနဲ့လက်ပေးလက်ယူလုပ်ပြီးတော့လာရောက်တူးဖော်နေတဲ့သူတွေကတော့တည်ဆောမှုတွေများခဲ့တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရစေခင်ဗျာ။